ပန်လေးမိုးရွာလာပြီးငါသားပုံညာရင်ဖယောင်းနေလေအမေကိုငွေတွေရုပ်ပေးပါဦးအမေဒီမှာတမင်းနဲ့လက်စာကြီးဖြစ်နေလို့ဟုတ်ဟုတ်ဟုတ်မီသားရုပ်လိုက်မယ်နော်ဒီလိုနဲ့မိုးပွဲပွဲနဲ့ညနေခင်းမှာပဲဖယောင်းနိုင်မီလေးထုံးပြီးမောင်ပုံညာတို့သားအမီညာတမင်းစားပြီးအိတ်ကြတယ်မောင်ပုံညာကအဆုံးမမက်ပဲကျောင်းတက်ဖက်နဲ့စားလဲကြိုးစားပြီးမေကိုကူတက်တဲ့သားလိမ့်မာလေးပါဆရာဆရာမကြီး တငယ်ချင်းတွေကလည်းချစ်တဲ့ကောင်းလေးတယောက်ပေါ့ပုံကြတော့ရွာလေးကအင်းချီ90လောက်ပဲရှိပြီးမဖင်ပြိုးတဲ့ရွာငယ်လေးပါရှိလေကြအဆွေလေးကြီးပြီးနတ်တီကိုယ်ွယ်တဲ့ရွာလေးဖြစ်နေကြတာပေါ့လူစားတဲ့ဆိုပြီးနာမည်ကြီးတဲ့ချောင်းကြီးတဲ့ရွာလေးလည်းဖြစ်ပါတယ်မိုးရင်းကာလမှာမိုးရီအဆက်မပြတ်ရွာတော့ချောင်းကြီးကအပေါ်ကိုစရိုက်တက်လာခဲ့တယ်။ကျောင်းကဆရာဆရာမတွေကလည်းကျောင်းသားတွေကိုချောင်းထဲရေစင်းမကူဖို့ တတို့တို့မှာပါတယ်တရက်မှာမောင်ပုံများတို့တငယ်ရင်း၃ယောက်ဟာချောင်းနှင်းကဗီတာဘန်းနေရဲ့ဆွဲဆောင်မှုကြောင့်ဗီတာဘန်းနေကိုကြီးနေခဲ့ကြပါတယ်တငယ်ရင်းတယောက်ကနေပြီးတော့ဟဲ့ပုံညမတို့ဗီတာဘန်းနေတွေသွားခူးကြရအောင်ဟာပုံညကအေးအေးငါခူးပေးမယ်တငယ်ရင်းဆိုပြီးမမီပဲနဲ့အတင်းလန်းခူးပေးနေရင်စီးထားတဲ့ဘုဖနဲ့ကချောပြီးရေလေးတို့ကြသွားတယ်ပုံညက ရေလဲမကုတဲ့စီးထားတာကလည်းဘော့ဖက်နဲ့အရှိဆိုတော့ရုပ်ရှိပေါ်ကြီးနဲ့အင်မတန်ထိတ်လန့်ပြီးကူးနေရှာတယ်။ဒါအပေါ်ကတင်ငယ်ကြီးနှစ်ယောက်ကလည်းရေမကုတဲ့တော့တကူငိုတည်ရင်နဲ့သာမောင်ပုံညရေနေတာကိုကြည့်နေရရှာတယ်။ပါဇက်ကလည်းကူညီကိုတောက်လျှောက်အော်ခေါ်ခဲ့ပြီမယ်။မောင်ပုံညလေကန်ဆိုးနေတော့ခါတိုင်းလူမြဲရှိတတ်တဲ့တရားကတယောက်မှပေါ်မလာခဲ့ပဲပုံညလေရင်နေသွားခဲ့ပါလေ။ခဏကြာတော့ပုံညလေရင်နေတဲ့တည်င်းကြောင့် ဘာသားလေးရောက်လာကြတယ်။ရင်ငုပ်ပြီးပုံညလေးလောင်းကိုပိုက်စိတ်တိုက်ရှာခဲ့တယ်။လူစေရောက်လောက်ရင်ငုပ်ပြီးပက်ရှာခဲ့ရပြီမဲ့တယောက်မှ ရှာမတွေ့ခဲ့ကြဘူး။ချိန်ကြာလာတော့ရွာက လူကြီးတွေကအတင်းကဖြစ်လာကြတာပေါ့။ကလေးတယောက်တော့စားခဲ့လိုက်ရပြီဆိုပြီးအောင်းကျစ်စစ်တွေဖြစ်လာခဲ့ကြတယ်။အကြခင်မှာပဲရွာတွေကဒေါခင်မီဆိုသူကရုတ်တရက်မူမမှန်တော့ပဲရုံရောအတန်ရောပြောင်းသွားပြီးဘေးနားကယောက်ျားကြီးတယောက်ကိုပါထရိုက်ပြီးတော့ ဟဲ့ကောင်ငါ့ကိုတရားကိုလိုက်ဖို့ပေးစမ်းဆိုပြီးပါနှစ်ချက်ဆင်းရိုက်တယ်။ယောက်ျားကြီးကတုံတုံကြီးနဲ့လမ်းဖြန့်ပြီးတရားကိုလိုက်ဖို့ရတယ်။တရားကိုရောက်တော့ဒေါခင်မီကသပင်ဖားလာကြီးချပြီးဒီကလေးကိုတရားအောင်မှာဖွက်ထားတယ်။နေတော့ပွဲပေးပါရမယ်ဆိုပြီးပြောတယ်။အဲတော့မှရွာသားကြီးကကြပြကလျာနဲ့ပွဲပေးပြီးတောင်းပန်လိုက်မှမောင်ပုံညာလေးအလောင်းကိုပြန်တွေ့တော့တယ်။ပုံညာလေးရေကဲဆိုးလိုက်ကြည်လားဆိုပြီး ပုံကြလေးမီတော့ချုံမွေးချပြီးသားထိုင်ငုံနေတော့တယ်။တငယ်ချင်းတွေရွာသားတွေကလည်းပုံကြလေးကိုနှမျောကြတာပေါ့ဗျာ။ကလေးကလည်းမာပြီးယူသားကျူးသားတော့ဝမ်းချကြတာဗျာ။ဇလန်းကမပြီးသေးဘူးဗျာ။ခုနကဒေါခင်မီဆိုသူကိုပဲကလေးကထပ်ပြီးဝင်ပူးပြန်တယ်။ပုံကြက်ကြက်တွေထပ်ပြီးဖြစ်ကုန်တာပေါ့ဗျာ။ကောင်လေးကအမေကိုတမ်းပြီးခေါ်တာဗျာ။အန်အောစရာကဒေါခင်မီကအတန်တွေပါပြောင်းကုန်တာ အမေတားပိုက်စားတယ်ဘာမှမစားရသေးဘူးတားကိုဦးလေးကြောက်ကချုပ်ထားတယ်တားကြောက်တယ်မီတားမှာအင်ကြီးလေးမရှိဘူးဖနက်လည်းမရှိဘူးမေကျွာသားတွေရောပုံညာလေးမေရောလူကြုံမရနေဖြစ်ကုန်ပြီပုံညာလေးရယ်ကန်ဆိုးလိုက်တာဆိုပြီးသားရေရွနိုင်တော့ရေပုံညာလေးကခနဲ့ရဲ့မပြည့်သေးတော့သူ့အမေသူ့တဲ့ငယ်ချင်းတွေစီကို လိုက်နှုတ်ဆက်နေတယ်။ဘုံညာတငယ်ချင်းတွေကတော့ကြောက်နေကြတာပေါ့ဗျာ။အမေဖြစ်သူကသူ့သားလေးထမင်းမစားရသေးဘူးပြောတော့အချောင်းကိုထမင်းချိုက်လေးပြပေးတယ်။အင်းကြီးနဲ့ဖနက်ကိုလည်းတရားမှာတွားထားပေးချတယ်။ဖြည့်ရတွေကတော့တကယ်အပြင်းမှာပုံမြင်တစ်ခုလိုဖြစ်နေတာဗျ။ထမင်းချိုက်မှာလေးပြလေးတစ်ကောင်ကအောက်ရှောက်ကတ်လိုက်နေတာ။အချောင်းသားတွေလည်းကြောက်ကုန်ကြတာပေါ့ဗျာ။ ဆရာဆရာမတွေကလည်းဖြစ်တော်ဘူးဆိုပြီးဒီကလေးပုံရအောင်ကြောင်းပါပဲကောင်းမှုကုသိုလ်လုပ်ပေးပြီးအမြဝေပေးလိုက်ကြတယ်ကြောင်းမှထပ်မတွေ့တော့ဘူးလေပုံရလေးကတရားမှပဲဆောက်ဖြစ်သွားလားကောင်းရမွန်ရပဲရောက်သွားလားဆိုတော့မသိရတော့ဘူးဗျချောင်းကတော့လူစားတယ်ဆိုတဲ့အတိုင်းတခါလေးကြရင်ရေော်တယ်ဆိုပြီးကြားရတယ်လို့ရွာတဲ့ကလူကြီးဆိုတော့ပြောကြတယ်ဗျပုံရလေးရေမနေခင်ကလည်းရေော်တန်ကြားတယ်လို့ပြောတယ်ဗျဆက်ဆက်ပြီးရေော်တန်ကြားရင် ကလေးတွေရေထဲမစင်းဖို့လူကြီးတွေကတော့မှာကြတာပေါ့ဗျာပုံညာလေးကလေးပြာလာတော့လူစားလဲခံလိုက်ရတာလို့ရွာလေးကလူကြီးတွေကတော့ကောက်ချက်ချလိုက်တယ်ဒီလိုစိတ်ဝင်စားကြကောင်းတဲ့ horror story လေးတွေနဲ့ PM ထူးခြားဆင်းရဲ story လေးတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ subscribe လုပ်ပြီးခေါင်းလေးနှိပ်သွားပေးပါဦးဗျာ